အခန်း၂၄ဒုရယအကျင့်အလုံးပိတ်ထောင်ရောက်ရှိခြင်းစိတ်လော်ရင်ကျော်မှလော်ရယ်ကျွန်းသို့ပြန်ပို့တော်တင်မောငွေပေါ်၌ကျွန်တော်အပါဝင်အကျဉ်းသား၁၆ရောက်ပါလာခဲ့၏ပင်လယ်မှာပထမအကျင့်အလုံးပိတ်ထောင်သို့အပုတ်ခံရစဉ်တုန်းကကဲ့သို့ပင်လိုင်းလွန်ထန်၏ပိုးရပင်ထန်၏ကျွန်တော်ဒီအလုံးစိတ်ထကြနေသည်ရကုစည်းလာတော်တင်မောငွေလေးကိုလည်းပင်လယ်တွင်ရုတ်တရက်မြုပ်သွားလျင်ကောင်းလေစွာဆူတောင်းနေမိ၏ကျွန်တော်သားမှာယခု၃၀ အလုံးပိတ်ထောင်ထဲ၌ရှင်းနေအပြစ်ခံပြီးရလွတ်လာခြင်း၌38ရှင်းနေရှိတော်မူအမနောစီလီယာကိုတတ်မိခြင်းမှာကျွန်တော်အမှားဖြစ်ထိုလူတတ်မှုကျွလွန်လိုက်ခြင်းအတွက်ကျွန်တော်ပြမဆုံးချိန်တော်တာရမိ၏ဤလူတတ်မှုကြောင့်သာကျွန်တော်ပြဿနာမှာဆိုးသွားခဲ့ခြင်းဖြစ်လူတတ်မှုသာမကျွလွန်မီလင်းနှစ်တို့ဖြစ်တန်းသာကျွန်တော်အမှန်ရမိဖြစ်ယခုတော့အမှားမိလေပြီကျွန်တော်ဒီကျွန်တော်နှစ်မလမကန်းတွင်ထိုင်နေသောဝါရာတက်ချက်ကြီးကိုမှတ်မိတယ်လို့ရှိအလုံးပိတ်ထောင်မှာဖြစ်ဆရာကြီးဆရာကြီးတို့ထောင်မှာအကြဆုံးဘယ်လောက်နေသွားတယ်လို့ရှိလဲ လေးနှစ်ငါးနှစ်လောက်နေသွားနိုင်တဲ့လူတွေတော့အများကြီးပဲမင်းအခုဘယ်နှစ်ကြာလာသလဲရှင်းနှစ်ရှင်းနှစ်ဆိုရင်တော့နည်းနည်းများလွန်နေတယ်ငါမှတ်မိတလောက်တော့6နှစ်ပြည့်တဲ့အထိနေနိုင်သွားတဲ့လူတယောက်ရှိဘူးလေတင်းနေဟုတ်ပါတယ်ရှိတယ်တယောက်ရှိဘူးလေအဘေတို့ယနေ့ထိတဦးတယောက်မြကြမ်းကြမ်းမခံနိုင်တော့ရှင်းနေဆိုတော့အချိန်ပိုင်းခရီးကိုကျွန်တော်ကြမ်းကြမ်းခံရမည်နီအလုံးတောင်ရှိသောစိန်ကျိုးဆက်ကျွန်းတို့ဆံမသွားရမည်ထုံးစံတိုင်းတင်းမောမှာလွယ်ရဲကျွန်းတွင်ရက်ဤထောင်ပိုင်းကြီးကျွန်တော်ကိုလာတွေ့ဤသူစနီးကအဝေးတွင်ရက်နေသည် ရှင်ထေဥတော်အဖေကိုတည်ရပြီးနောက်ဒုဇနီးထံပြန်သွား၏ဒီကနေ့သူတခြားရဲ့ပေါ်များရောက်လာ၏မိသူများစိတ်မကောင်းကြဒီကဒီတခါတော့ကျွန်တော်စီဘာမှမပေါ်ပေးကြပါနဲ့တော့ဗျာခမားတို့ကလည်းကျွန်တော်ကြောင်းဘာအန်ဒရီမှမဖြစ်စေချင်ဘူးဖြစ်နိုင်တော့နေ့စဉ်ထမင်းလာပို့တဲ့အကျဉ်းသားကိုသာကျွန်တော်အမြဲဝဝလင်လင်စားနိုင်အောင်ပို့ထည့်ပေးဖို့ပြောပြပါကတို့လေးပင်ကျွန်တော်ကိုအလုံးထောင်ရှိရသောဆက်ဖို့ဤမင်းပြန်ရောက်လာပြန်ပြီလားပါပီလို့ထောင်ပိုင်းကကျွန်တော်ကိုမေးဤကဲသူကအခန်းအမှတ်တင်းတဲ့ခုံကိုပို့ပေးလိုက် ဘာဘီလုန်ရဲ့အရိခံကတော့ဒိုးအလုံးထောင်မှာရှိတဲ့ခန်းတွေထဲမှာအကောင်းဆုံးခန်းပဲ။မင်းက၈နှစ်တောင်နေရမယ်လို့ဆိုတော့အကောင်းဆုံးခန်းကိုငါရွေးပေးလိုက်တာပဲ။လင်းနဲ့အလေးအောင်အများဆုံးရနိုင်တဲ့ခန်းပဲ။မန်ဒီအေရခန်းမှာဗရမအချင်းကျွန်တော်နေခဲ့ရတော့အခန်းထက်အဖက်ဖက်မှသာဤ။နေအောင်ကိုတနေ့လုံးမြင်နေရဤ။အနန်းထက်လည်းလုံးဝမရှိ။ကျွန်တော်စိတ်ထဲကကျွန်တော်ကိုကျွန်တော်ဆုံးမဤ။ပပိလိုဒီတခါမင်းရှောက်ရမယ်ခကြီးဟာရှင်းနှစ်တောင်လုံးအရင်တခါလိုတရချင်းတလာချင်းရေလို့မရတော့ဘူး၆လစီတက်မှတ်ပြီးရေတွက်ရတော့မယ ရှင်းနေဆိုတာ6လစီပိုင်းလိုက်ရင်16ပိုင်းမေတော်ပိုင်းလေးတွေ16ခုလောက်ပြီးအချိန်ကိုမှတ်ထားဒါပေမဲ့ဘဝဆိုတာမပြောနိုင်ပါဘူးမေဒီမှာရှင်းနေပြောင်းနေရမယ်လို့ဘယ်သူမှချူပြောနိုင်တာမဟုတ်ဘူးလုံချင်းချင်းသာဝင်ချိန်ညာတဲ့အချိန်အခါမျိုးနယ်ကမကြုံချိုင်နိုင်ဘူးလားကြုံနိုင်တာပဲအစေဖြစ်တာတို့ငလင်လောက်တာတို့လေမွန်နိုင်ကြတာတို့ကြောင့်ကောမင်းကုနေနေတဲ့ထောင်ကြီးဟာမပြတ်သွားနိုင်ဘူးလားဒါမှမဟုတ်သတင်းစာဆရာတရားရောက်ဒီကျုံးကိုရောက်လာပြီး ဒီတုန်းကအဖြစ်တွေပြင်သစ်လူတို့တည်အောင်ပြန်ရေးပြခြင်းဖြင့်လူတို့အောင်ကြွားပြီးဒီလိုရဆက်တဲ့စနစ်စုံမျိုးကိုချက်ချင်းပြင်ရတာကိုမဖြစ်နိုင်ဘူးလားပြင်နိုင်တာပဲလူဆိုတာကံရှိပါတယ်တလန်နှလန်သုံးလန်လေးလန်ငါးလန်နောက်လဲအခန်းဆုံးပြီပထမညတွင်ညနေမှပင်ကျွန်တော်အိတ်ဤပြန်တွေးကြည့်သည်စိတ်ထဲအထူးမကြအသက်ရှင်အောင်ရမည်ရှင်ရမည်လူဆိုဒီမှာအသက်ရှင်နေသည်အမြော်လင်းစရာများရှိနေသည်တပတ်ကြာသွားပြီ နေ့ကစားပြီးနေ့စဉ်ကျွန်တော်ဖို့ရောက်လာသည့်အစားအသောက်အနေထားမှပြောင်းသွား၏နေ့လယ်ပတ်ပေးသည့်အသားပြုတ်မှခါတိုင်းထက်ဒစများပိုရ၏ညနေပတ်ပေးသည့်ဘဲနီလေးဟင်းချိုမှလည်းအရေးကျဲမဟုတ်တော့ပြပြနေနေဖြစ်လာသည်ဒီကားတို့အပြင်မှအကြံဖန်လှုပ်ပေးကြခြင်းဖြစ်မိကိုကျွန်တော်ချက်ချင်းသဘောပေါက်၏ဤဟာရာမျိုးစားနေသူကြီးတို့ကျွန်တော်ကြမှာရေအတွက်လုံးဝစိုးရင်စရာမရှိတော့လမ်းလျှောက်လေးချင်းကြီးကိုပရမအချင်းရောက်စင်ကားကဲ့သို့တနေ့10နာရီသို့မဟုတ်17နာရီလေးချင်းနိုင်တော့မိစိတ်များကိုလည်းလုံးဝလေးခွင့်ကျွန်တော်မပီး ကျွန်တော်ဒီမကြာမီကမှအလွယ်ရွယ်ကျွန်းနေအထူနေခဲ့ကြတော့အကျဉ်းသားများ၏အကြောင်းကိုတဝူးချင်းပြန်စင်းသားမျိုးစိတ်ကူးထား၏အကျဉ်းသားတိုင်းတွင်သူတို့၏စိတ်ဝင်စားပွဲနောက်ခံဇာလံများရှိသည်နောက်သူတို့ပြောပြဖူးသောသူတို့ဒေသအလိုက်နာမည်ကြီးဆက်ကြောင်းများပုံပြများရှိသည်ကျွန်တော်အချိန်များကိုဤအကြောင်းများပြန်တွေး၍ဂုံဆုံးစေမိဖြစ်၏လမ်းလျှောက်လေ့ကျင့်ခြင်းကို၄၀မိနစ်9နာရီမှစ၏ည6နာရီမှရက်၏ ကျမ်းမာရေးလေ့ကျင့်မှုကောင်းသဖြင့်အစာတောက်မပြတ်အစာမကြေခြင်းမရှိနေ့စဉ်ပေးသမျှအကုန်ကျွန်တော်စားနိုင်ပရမ6လကုန်သွားခဲ့ပြီ16ပိုင်းချိုးထားသောဒုတ်ချောင်းလေးတစ်ပိုင်းကိုခြေပြီးကျွန်တော်လွှင့်ပြလိုက်ဤ15ချောင်းသာကျွန်တော်သည်ဤ6လအတွင်းတက်တည်တည်ဖြစ်ရများကလည်းမနေလားတချို့ကိုကိုကိုလည်းအောင်မြင်စွာမတက်တည်တတ်မတက်တည်ရဲ့သဖြင့်တစ်နေ့လုံးတညာလုံးတခြားခြားဖြင့်ငိုကြွေးနေတဲ့ငိုချားရသည်မှလည်းအလုံးဝမ်းနွဲပွေဖြစ် ဤတံများမှာကျွန်တော်ကိုဒုက္ခအပေးဆုံးဖြစ်ပါသည်။နောက်ဆုံးမခံနိုင်တော့သဖြင့်လွယ်ရကျုံးတွင်နေစဉ်ကတည်ကျွမ်းမှုသောဝါရတယောက်အဆောင်ချခြင်းတွင်သူတံပြားဖျောက်အနေငယ်မာလိုက်၏။ထိုပြားဖျောက်ရသည့်နေ့မှစပြီးကျွန်တော်နားနှစ်ဖက်ကိုပိတ်ထားလိုက်၏။ဘာတံများမကြရတော့။ကင်းကြီးများတို့မှာပရမအချိန်ကဲ့သို့ပင်ကျွန်တော်၏တစ္ဆာအရှိဆုံးအဖို့ဖြစ်ကြ၏။ကျွန်တော်လဲလျောင်းနေခြင်းတွင်သူတို့နှင့်ပင်ကျွန်တော်အဖို့လို့ရပါသည်။ကျွန်တော်သည်ကျွန်တော်အဖေကိုမကြခနတရေရ၏။ကျွန်တော်အဖေသည်ကျောင်းဆရာဥပဒေကိုအလွန်လေးစားယူတည်သူဖြစ် ယခုလိုကျွန်တော်နေထိုင်ရသည့်ဘဝကိုတူကြားလင်းတည်လင်းဖြင့်မဲမဲဘဝဒီဘဝကိုတူပြောင်းသွားမည်ကိုပင်စိုးရင်ထိတ်လန့်နေမိ၏မနေ့ညကတညလေးလူ၃ယောက်တက်သေးလိုက်ကြပါသည်နှစ်ယောက်မှာကျိုးဆွဲချရသေးကြခြင်းဖြစ်ပြီးတယောက်ကမှကိုယ်နှကောင်းနှင့်ပါးစပ်ကိုကိုယ့်အကောအဝေးဆိုးပိတ်၍အသက်ရှူရအောင်လုပ်ပြီးတည်သွားခြင်းဖြစ်ကျွန်တော်အခန်းမှာအဆုံဆုံးဖြစ်၍ဝါရာချင်းချင်းခဲတဲ့ချိန်၌ကြားရသောစကားတန်များကြောင့်အမြဲသတင်းဆောင်တည်နေရ၏ဒုရီယာ၆လကုန်သွားပြန်ပြီး ကျွန်တော်ကျမအင်းနေစိတ်တဲ့အချိန်ဒီမှာလုံးဝမပြောင်းဝင်လာစားခဲ့တို့ပင်ထိတ်တန်းအဆင့်တွေမရှိနေကြ၏တလန်းနှစ်လန်းသုံးလန်းလေးလန်းငါးလန်းနောက်လက်အကန်းဆုံးမိလမ်းလျှောက်လေးချင်းနေရာဒီမှာညီငွေစရာမရှိပါဒုတိယ6လကုန်ပြီးနောက်ကျွန်တော်တွင်ပြဿနာတစ်ခုတက်လာခဲ့ဒီမှာခြေောက်တွင်သွေးကျခြင်းသည့်ရောင်တလို့သွေးချီဥတလို့ဖြစ်ပြီးခြေောက်မှာရောင်ကိုင်းလာတတ်၏ ဤသို့ဖြစ်လာရင်လမ်းလျှောက်စဉ်နာကျင်သည့်ဝေဒနာမျိုးပေါ်လာတတ်သည့်ဖြင့်လမ်းလျှောက်နေခြင်းမှုကိုမကြာခဏရနာထားရ၏တရိယာချောက်လာကုန်ကန်ဤတွင်သွားတိုင်းလင်သဖုံးမမကြာခဏထွေးထွက်တတ်၏တနေ့မျက်နှာသိစဉ်သွားတဲ့ချောင်းအလိုလိုနေင်းပြုတ်ထွက်သွား၏တရိယာချောက်လာပြေးသွားခဲ့ပြန်ပြီမနေ့ကဆရာဝင်လာ၏အကျဉ်းသားရင်ခေါင်းကိုအစာသွင်းသည့်အပေါင်းငယ်မှအပြင်သို့ထုတ်ခိုင်းပြီးကျမ်းမာရေးကိုဆစ်ဆဲ၏အန်စရာဆက်ချလာအချိန်တွင်ပရမအောင်ထူးခြားသည့်ပြောင်းလဲမှုဖြစ် ယနေ့မနေ့တွင်ကျွန်တော်အချုပ်ကန်းတန်တကားကြီးကိုပြမဆုံးချိန်လာဖွင့်သည်လာအပြင်ထွက်အရင်သောအားလုံးကိုတန်းစီခိုင်းပြီးအပြင်သို့ခေါ်သွား၏9နာရီတွင်ဆရာဝန်ရောက်လာ၏ဤဆရာဝန်ကိုကျွန်တော်မမြင်ဘူးပါလုံငယ်တဲ့ဟုဖြစ်ပြီးကာကီရောင်အင်းကြီးဘောင်းမီကိုဝတ်ထား၏သူနဲ့တူအကျဉ်းသားဆေးမှုနှစ်ယောက်လည်းပါ၏သူတို့ကိုလည်းကျွန်တော်မမြင်တွေ့ခဲ့ဘူးပါမင်းတို့အားလုံးအဝေးချောကြစမ်းကျွန်တော်တို့အားလုံးကိုတဝူးချင်းချမ်းမာ၏ဆက်စေး၏နမေအေးဘာသာပွင့်လားဘာသာကိုအသေးချာဆက်စေးပြီ သူ့တော်သုံးချောင်းကိုနှုတ်ပေးလိုက်ကြောက်ခံနေနေကြပြီနောက်တင်ချထည့်ပြီးတပုံကောင်းစေးကဒနေ့နှစ်ခွက်တိုက်ဖို့ပေးလိုက်ကျွန်တော်မှာတန်းစီထားကြသည့်အကျဉ်းသားတန်းကြီးတွင်နောက်ဆုံးမှဖြစ်ကျွန်တော်လည်းရောက်လာခဲ့ပြီနာမည်ပါပီလွန်ကျွန်တော်နာမည်ပြောလိုက်အကျဉ်းသားအလုံးထဲမှာလူယုံကြံနေသေးတာသူတယောက်တည်းရှိပါလားခမရပါပီလို့ဒီလောက်ကြမ်းပါနေတာလေကျွန်တော်မပြောတတ်ဘူးခမရခမရရောက်စားရှိသေးတဲ့တင်နေတယောက်နေတာဘယ်လောက်ကြာပြီလဲ၁၈လတိတိရှိပြီခမရဟမ် 18လောက်အောင်ရှိနေပြီ။ဇယဝင်ဒီအလွန်အံ့ဩသွားပြီးကျွန်တော်တကူလုံးကိုအသေးချာစစ်ဆေး၏။ခဏမှတပုံးမကောင်းတဲ့ယောဂါတစ်ခုပဲရှိတယ်။ဒါကလည်းဗီတာမင် C တက်မရလို့ပါ။ဝါရာသူ့ကိုနေတိုင်းတံမြာသီးနှလုံးပို့ပေးဖို့မှတ်ထားပါ။ခမရီတံမြာသီးကိုနေတိုင်းအရေလုံးဝကုန်တဲ့အထိအသေးချာစုပ်စားတပုံးကိုလည်းတံမြာကုန်နဲ့ပို့ပေး။အကျဉ်းသားဆေးရဲဘော်ကကျွန်တော်တပုံးကိုအိုင်ယိုတင်းအရေးပြန်ဆင်ပေး၏အပြန်တွင်အားလုံးပြုံနေကြ၏ ယနေ့ရလာကြသောအခွင့်အရေးကြီးမှာအလုံးပိတ်ထောင်မှအကျဉ်းသားများအတွက်တရားမင်းဖန်တီးပေးသောမယုံနိုင်ဖွယ်အခွင့်အရေးကြီးပင်ဖြစ်၏ကြည်ပါဆရာဝန်ဆန်းသမခံရမီနေအောင်အောက်တွင်အားလုံးချမ်းမြေ့ပွေယနေ့ဤနေအောင်လုံးဝမခံစားရကြီးမှာကြားလိပြီးတန်ရှင်းသောပင်လေလေးများကိုလည်းတဝရှုခွင့်ရကြ၏ထိုနေ့မှစပြီးဆယ်ရက်တစ်ကြိမ်ဆစ်ဆေးခံကြရ၏ကျွန်တော်တပုံးနာယောဂအတွက်ကုသပေးသည်မှာအိုင်ယိုရင်းဆေးပေးခြင်းနှင့်အတံမြာသည့်တစ်နေ့နှလုံးပေးခြင်းသာဖြစ်၏ တပုံးနာမကောင်းမလားပိုဆိုးမသွားသည့်တခုသာထူကြမှုရှိကျွန်တော်ကတပုံးနာပြောက်စေးတောင်းဤဆရာဝန်ကမပေးအမြဲညင်းဤတနေ့ကျွန်တော်တို့ဆေးအစစ်ခံရနေအောင်နိုင်တန်းစီစောင်းနေကြစဉ်ကျွန်တော်နေမလန်းမကန်၌တံမရပင်တပင်တွေ့ကျွန်တော်အကိုင်းရလေးတစ်ခုကိုလမ်းချိုးယူလိုက်ဤနောက်ကျွန်တော်ဖင်အနီးတွင်ချိန်ထားလိုက်ပြီးဆရာဝန်နဲ့တွေ့သောအခါ၌ဒေါက်တာဒီမကြီးသားကျွန်တော်လဲဒေါက်တာတံမရသည်စားရလုံးလို့ဖင်မတံမရပင်တော့ပေါက်လာပြီတပုံးနာရောက်လာတော့မပြောက်သေးဘူးကျွန်တော်ကိုယ်ကိုနောက်ပြန်လှည့်ပြလိုက်ဤ ဝါရာအလုံးမင်းအင်ဒရီမဆယ်နိုင်ပေအတန်ထွက်ရဝိုင်းရလိုက်ကြ၏အဆောင်တာဝန်ခံဝါရာတက်ချက်ကြီးကမူပါပီလုံမင်းဆရာဝန်ကိုမထီမဲ့မြေလုံးမှုနဲ့အေးအေးယူခံနေပြီထင်တယ်ကျွန်တော်ကိုလန့်ချင်း၏ဆရာဝန်ကမဟုလုံးဝမျက်နာမပြတ်ချိုပြုံးသောမျက်နာဖြင့်ဆရာကြီးသူ့ကိုဘာမှအေးအေးယူစရာမလိုဘူးသူပြောတာမှန်တယ်တာမယာသီးစားနေရလဲကြာပြီပြောင်းမှမပြောင်းနိုင်ပေဒီမှာပါပီလုံခမရအမြဲတောင်းနေတဲ့တဖုံးနာပြောင်းစီကိုကျွန်တော်မပေးချင်လို့မဟုတ်ဘူးကျွန်တော်မှလက်ချံတိတ်နေနေလို့ အခုအချင်းသားတွေထဲမှာခမားထက်တပုံးနာယောဂအခြေအနေအများကြီးပိုဆိုးတဲ့လူတွေရှိတယ်။သူတို့အတွက်ဦးစားပေးပြီးပေးနေရလို့ပါ။ဒေါက်တာကျွန်တော်အိန္ဒိယလူရိုင်းတွေနဲ့အတူနေတော့ကလူရိုင်းတွေတပုံးနာယောဂဆိုရင်ပင်လယ်ရေနှိတမျိုးကိုစားတယ်။တိတ်ဆွမ်းထက်တယ်။ယောဂချက်ချင်းပြောက်တယ်။ဒီစိန်ကျိုးစာကျုံးမှာတော့ကျွန်တော်မသိဘူးလယ်ရဲကျုံးမှာတော့ဒီလိုယဉ်ညိပင်မျိုးအများကြီးကျွန်တော်တွေ့ခဲ့ပူးတယ်။ဟုတ်တယ်ဒီစိန်ကျိုးစာကျုံးမှာရှိမှာပါကျွန်တော်လိုက်ရှာပြီးခင်ဗျားစီယူခဲ့ပေးမယ်လူရိုင်းတွေစားကြတာအစိမ်းစားလားအချက်စားလားအစိမ်းစားရင် ထိုနေ့မှစ၍လူရိုင်းများစားသောယင်းကြီးပင်ရှာပြီးဆရာဝန်ကအကျဉ်းသားများကိုစားစီပါသည်။သွားတဖုံနာချက်ချင်းသက်သာသွားသည်။တနေ့မနေ့အလုံခန်းတကားကိုလာဖွင့်တန်ချားပြန်၏။ထောင်ပိုင်းကြီးလာစစ်တဲ့အကျဉ်းသားအလုံးကိုခန်းရှိတွင်ကိုအသိဉာဏ်၏ကြ၏။ထောင်ပိုင်းကြီးမှာအယံမြင့်မြင့်တွယ်တွယ်ဒုနှင့်အတူတခြားအရာရှိ၅ဦးပါ၏။အလုံးဆရာဝန်များဖြစ်ကြ၏။နမေပါပီလုံးမင်းအပြစ်တန်ကရှင်နှစ်အခုဘယ်လောက်ခံပြီးပြီလဲ။၁၈လောက်ဒေါက်တာသူ့ကျမ၏ခြေနေက တဲ့ပါရဲ့ဒီတထောင်လုံးမှာကျမ်းမာရဲ့အခြေအနေတင့်တယ်လို့ပြောနေတာသူတယောက်ပဲရှိတယ်။အဲဒါကောင်းတာမဟုတ်ဘူးတင့်တာ။မင်းငါ့ကိုဘာပြောစရာရှိလဲ။ထောင်ဝင်ကြီးကကျွန်တော်ကိုမေးလိုက်ဤ။ထောင်နဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောချင်ပါဘူး။စနစ်နဲ့ပတ်သက်လို့ပဲပြောချင်ပါတယ်။ကျွန်တော်တို့ကိုကုညင်းပန်းထားတဲ့စနစ်ဟာလူမဆန်တဲ့စနစ်ပြင်သစ်လိုတိုင်းမိကြီးမှာမရှိတဲ့စနစ်ရှက်ဖွယ်စနစ်ဆိုပါမေဘလိုညင်းမမှုတွေကိုအဓိကပြောချင်တာလေစိတ်ငြိမ်မှုနဲ့စက္ကန့်တိုင်းမိနစ်တိုင်းမှာအခမ်းအနားခန့်နေအောင်ညင်းစဲနေတာ ဂျမားရီလေးချင်းမှုလောကလောက်ခွင့်မပေးပဲမတည်တည်အောင်ထားတာတွေပါပဲသူတို့ပြန်သွားဤနောက်တနေ့မှစပြီးနေစဉ်ကျွန်တော်တို့ကိုအပြင်ထုတ်၍ဂျမားရီအတွက်နေအောင်အောက်တွင်တနာရီလေးချင်းဝင်ရဤဘယ်လကန်းကြီးရေဆက်တွင်ကြောက်တုံးများရန်၍မမန်းမကန့်နိုင်အောင်လှုပ်ပြီးရေကူးခွင့်ပေးဤမနက်တိုင်းနနက်9နာရီထိုးသည့်နေ့အားလုံးကိုတန်းစီပြီးရေစိမ့်တို့ခေါ်သွားဤမိသူများအဝင်းမပါကိုတော်လုံးများနှင့်ဖြစ်ကြဤရေဝါအောင်ကူဤကျွန်တော်တို့အပြင်ထွက်ချိန်၌အမြင်မတော်သဖြင့်ဝါရမယားများကလေးများလုံးဝအပြင်မထွက်ကြ ရေခွင်တို့ကြီးရနေဒီမှာတလားရှိသွားပြီလူတိုင်းရဲ့အသားအိမ်မှာချက်ချင်းပြောင်းလာ၏ဆိုလာ၏ပြန်ကျမ်းမာလာကြ၏ဒီနေ့ကျွန်တော်တို့ရေသိမ်းမှထောင်သို့ပြန်လျှောက်လာကြစဉ်အဝေးမှအော်တန်တစ်ခုကြ၏တနတ်တန်နဲ့ချက်လဲစတိုက်ကြ၏ကဲကြပါဦးကဲကြပါဦးခလေးရင်နစ်နေလို့အမျိုးသမီးတဝိအော်တန်ဖြစ်ကျွန်တော်တို့အားလုံးဝါရမြားပါဝင် အော်တန်လာရသို့လမ်းကြည့်၏ဖြေးသွားကြ၏ငမန်းငမန်းတွေလာပြန်ပြီတနတ်တန်နဲ့ချက်ပေါ်လာပြန်၏ ကလေးရင်နေနေသည်ကလေးရှိရသူငမန်းများချင်းကဲ့ရန်ကြိုးစားနေသည်ဝါရနှစ်ယောက်ကကလေးဤငမန်းရောက်လာတိုင်းတနန်းနှင်းအဝေးမှလမ်းပြချ၏ငမန်းအန်ဒရယ်ကြောင့်မိသူများလည်းရေရဲစိမကဲ့ရဲကလေးမှာမိန်ကလေးဖြစ်၏တပြေးပြေးနှင့်ရေနံပိုင်းကိုမျောပါနေ၏စင်းပါလားပြောရောက်စင်းကြပါလားရှင်တို့တရေဘိုးကြောင့်နေလူတွေကလေးမေကလူကြီးကိုကြည့်ပြီးအော်ပြော၏အားလုံးငြိမ်နေသည်ကျွန်တော်ငြိမ်မနေနိုင်တော့ဖြစ်ချင်ရာဖြစ်စီတော့ဦးစိတ်ထဲနဲ့ရတိပြတ်ဆုံးဖြတ်ပြီးရေထဲတိုင်ပင်ထိုးဆင်းသွား၏ ကလေးရှိရသောလင်းမြန်သောအဟုန်ဖြင့်ကူသွား၏တနတ်တံများကိုလည်းဆက်တိုက်တိုင်းတိုင်းနှင့်ကြား၏ကလေးနှင့်ကျွန်တော်ရှိရသောချင်းကလာနေသောငမန်းများကိုလှမ်းပြနေကြရင်ရှိကျွန်တော်အစွမ်းကုန်ကူခဲ့၏ကလေးနာမရောက်နိုင်သေးမောလာပြီထိုချိန်၌မင်္ဂလာမကမ်းမမော်တော်တစ်စီးကလည်းရင်းနေနေသည့်အဖြစ်ကိုလှမ်းမြင်ပြီးကျွန်တော်တို့ရှိရသောခုံပေါင်းလာ၏ကလေးနှင့်ကျွန်တော်နှစ်ကားအလိုခန်းတွင်မော်တော်နီးရောက်လာပြီးကလေးကိုပထမဆယ်တင်လိုက်၏နောက်ကျွန်တော်ကိုဆယ်လိုက်၏အသက်ဆုံးပြီးအစွမ်းကုန်ကြိုးစားပြီးမှကလေးကိုကိုယ်တိုင်ကယ်ကွင့်မရလိုက် ော်တော်ကကဲသွားသည်ကျွန်တော်စိတ်ထဲ၌ကျွန်တော်အတွက်ဘာမှအကျိုးအမြတ်ထွက်လိမ့်မည်ဟုလုံးဝမထင်မိသို့သောနောက်တစ်လကြာရင်ထောင်ဆရာဝန်ကြီးကျမ်းမာရေးထောက်ခံစာဖြင့်ထောင်ပိုင်းကအလုံးပိတ်အခန်းအကျဉ်းသားဘဝမှကျွန်တော်ကိုလွတ်ပြစ်လိုက်၏ကျွန်တော်ငမန်းများအန်ဒရယ်ကြားမှကဲရန်စူးစမ်းခဲ့သောကလေးမှာထောင်ပိုင်းကြီးတမိဖြစ်၏